မင်္ဂလာပါဖော်ဖော်ပရီဗျူး channel ကနေပြန်လည်ပြီးတော့ကြည့်ကြပါရစေဒီနေ့ကတော့ charter play နေပေါ့နော်ဒီနေ့ညမှာဆိုလို့ရှိရင်တော့ကစားမဲ့ကဘာဗလာခြေစပွဲစဉ်ဥရောပဇုံပွဲစဉ်နေဒီနေ့ညမှာပြန်ပြီးတော့ကစားကြမှာပေါ့နော်အဲ့တော့ဒီနေ့ကစားတော့ရှိတဲ့ဥရောပဇုံပွဲစဉ်နေတွေကနေပြီးတော့မှတပွဲကိုဒီနေ့မှရွေးထုတ်ပေးတာပဲပေါ့နော်အဲ့တော့တခြားသောလက်ကျန်ပွဲစဉ်တွေရဲ့၃၀ချက်တိတိပြီးတော့တခြားသောမောင်းတွဲပေါ့နော်နော်ဒါဒီကောင်လို့ဆိုလို့ရှိရင်ကျွန်တော်ရဲ့ Viber နဲ့ Telegram channel တွေမှာတင်ပြီးရပေါ့နော်အဲ့တော့ Viber channel link ကို Telegram channel link ကိုဒီဗီဒီယိုအောက်က comment မှာ pin comment အနေနဲ့ထောက်ပေးကြပါပေါ့နော် င်ပြီးတော့ join လာနိုင်တယ်ပေါ့အဲ့တော့ဒီနေ့တုံးသက်ပေးဖို့ရွေးချယ်ထားတဲ့ပွဲစဉ်အကြတော့ဒီနေ့ည2:45မှာကစားမဲ့ကမ္ဘာဖလားခြေစစ်ပွဲစဉ်ဥရောပဆုံးပွဲစဉ်တွေကတပွဲဖြစ်တဲ့အင်္ဂလန်နဲ့ဆာဗီယာတို့ရဲ့ပွဲစဉ်ပေါ့နော်အဲ့တော့ဒီပွဲစဉ်လက်ရှိပေါ်ကြည့်ကျွန်တော်ပြန်ကြည့်အင်္ဂလန်က2ဂိုးသွင်းရအပြား90ရမယ် ပြီးတော့ဂိုးပေါင်းအနေနဲ့ဆိုလို့ရှိရင်တုံးကိုသွင်းပြ30ရရမယ်ပေါ့နော်အဲ့တော့ဒီအင်္ဂလန်နဲ့စားပြီးရပါပေါ့နော်နှစ်သင်းလုံးကိုကျွန်တော်ပြန်ကြည့်ဒီနှစ်သင်းကြားထဲမှာကတော့အရင်ကွာနေတာကိုတွေ့ရလိမ့်မယ်အင်္ဂလန်ကလက်ရှိကဘာဘလာခြေစပွဲစဉ်အုပ်စု K မှာဆိုလို့ရှိရင်6ပွဲကစားတယ်6ပွဲနိုင်တယ်ရာ68ကိုရတယ်ပေးခိုးလုံးကမပေးထားတယ်အသင်းသေးသေးဖြစ်တယ်ပေါ့နော်တစ်ဘက်ကစားပြီးရကိုယ်တိုင်ကကျတော့လက်ရှိမှာဒီအုပ်စု K MVP ရဲ့အဆင့်3နေရာမှာရပ်တည်နေတယ် ပြီးတော့6ပွဲကစားပြီးရဲ့အချိန်မှာ3ပွဲနိုင်တယ်2ပွဲတည်းကြတယ်2ပွဲရှုံးတယ်ဘောနော်ရာမန်7မနဲ့အဆင့်3နေရာမှာရောက်နေရပါဘောနော်အဲ့တော့ဒီအင်္ဂလန်အသင်းကတော့ပြောလို့ရှိရင်သူတို့ကကဘာဘလာဟုတ်စီကိုတိုက်ရဝင်ဝင်ရသွားပြီကျန်တဲ့2ပွဲလုံးတောင်သူတို့ဒီရှုံးခဲ့နေတော့သူတို့တော့က ဘာမှအင်ပတ်မရှိတော့ဘောနော်ဒီတစ်ဖက်ကဆာဘီယာအသင်းကိုယ်တိုင်ကျတော့ဒီပွဲကိုသူတို့အနေနဲ့မဖြစ်မနေတည်ရည်သွုံးဖို့အနိုင်ကစားမှရမယ်ဒါမှလည်းသူတို့ရဲ့ကဘာလားမျောလင်းချက်ဆက်ရှိနေမှာဖြစ်တယ်ဘောဒါပြောမှဆိုလို့ရှိရင်ဒီအဆင့်နှစ်နေရာမှာရှိတဲ့အယ်ဘေးနီးယားကအင်္ဂလန်နဲ့ဒီဆာဘီယာနဲ့ ကစားနေတဲ့အချိန်မှာဆိုလို့ရှိရင် throw thing ကလည်းတစ်ချိန်တည်းမှာပဲတစ်ဖက်မှာ andora နဲ့ကစားနေမှာဖြစ်တယ်ဗောနော်အဲ့တော့ andora နဲ့ပွဲမှာတော့ albania ကအနိုင်ရဖို့ဆိုတော့တော်တော်လေး percent နေမြားတယ်အဲ့တော့ albania အသင်းကနိုင်ခဲ့မှာဆိုလို့ရှိရင် sabia ထက်သူကရမလေးမက်กว่าတော့မယ်ဗောနော် sabia ကိုယ်တိုင်ကကြာတော့လေဒီပွဲမှာတည်ရည်တော့မဟုတ်အနိုင်ကစားခဲ့မှာဆိုလို့ရှိရင်သူတို့တို့ကကွာဖလားဝင်ဝင်ကတော်တော်လေးကိုမျောလင်းစီရဖြစ်တော့မှာဖြစ်တယ်ဗောနော် ဲ့တော့ဒီပွဲမှာသူတို့တည်ကစားနိုင်မလားဆိုတော့ကျွန်တော်ကြည့်ရမယ်ဘောနော်အဲ့တော့အင်္ဂလန်ကိုကျွန်တော်ပြန်ကြည့်အင်္ဂလန်ကဒါလက်ရှိကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွေရဲ့အင်ဝင်ကစားခဲ့ပြီးရဲ့၃ပွဲမှာဆိုလို့ရှိရင်၃ပွဲလုံးအင်္ဂလန်အကြီးမအောင်ထားဖို့နော်ဒီအန်ဒိုရာ2စီးနဲ့နိုင်ခဲ့တယ်ဒါပေမဲ့အဲ့ဒီပွဲစဉ်ကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်လည်းအင်္ဂလန်ကဒီဂျေးမအောင်ခဲ့တာကိုတွေ့ရလိမ့်မယ်ပြီးတော့ဒီလက်ဘီယာကို3စီးနဲ့နိုင်တယ် အဲ့ဒီပွဲစဉ်မှာလည်းသူတို့တင်ရကြေးမအောင်ခဲ့ဘူးနော်နောက်ဆုံးကစားခဲ့တဲ့အေဗီနီးယားနဲ့ပွဲမှာဆိုလို့ရှိရင်လည်း2-0နဲ့နိုင်တယ်ဒါပေမဲ့လို့အင်္ဂလန်ကကြေးမအောင်ခဲ့ဘူးလက်ရှိအိမ်ဝင်ကစားခဲ့တဲ့3ပွဲမှာ3ပွဲလုံးအင်္ဂလန်ကကြေးမအောင်ခဲ့ဘူးနော်ပြီးတော့သူတို့ရဲ့ခံစစ်ပိုင်းကလည်းတဝဲမှာ ဒီပေးကိုမပေးတာတွေဦးတော်တော်လေးကောင်းတယ်ဘောနော်အဲ့တော့ပြောမှဆိုလို့ရှိရင်အင်္ဂလန်ရဲ့လက်ရှိပေါက်ကြီးကိုကျွန်တော်ပြန်ကြည့်လို့ရှင့်လဲနှစ်ကိုးသွင်းပြားကိုးစေရမယ်ဆိုတော့ဂျေးကနည်းနည်းတော့ဂျေးပြော့တယ်လို့ကျွန်တော်တတ်မှတ်နိုင်တယ်ဘောနော်အင်္ဂလန်ကသူတို့ကစားခဲ့တဲ့အိမ်ဝင်းပွဲစဉ်တွေမှာဆိုလို့ရှိရင်ဂျေးတွေကတောက်လျှောက်ပြင်းတယ်နောက်ဆုံးကစားခဲ့တဲ့ဝေးနဲ့ဒီအိမ်ဝင်းခြေစေးခြေစမ်းပွဲစဉ်ကိုကျွန်တော်ပြန်ကြည့်လို့ရှင့်လဲအဲ့ဒီပွဲစဉ်မှာအင်္ဂလန်ကဂျေးအရာဘော်လီဂျေးအရာဆိုလို့ရှိရင်နှလုံးသိဆိုပြီးတော့ဂျေးထွက်ခဲ့တာကိုတွေ့ရလိမ့်မယ်ဘောနော်အဲ့တော့ပြောမှဆိုလို့ရှိရင်ဒီဝေးအသင်းကဒီလက်ရှိ ဒီနေ့မှာတို့ကစားမယ်စားပြီးရတဲ့ဆိုင်ကဘာအဆင်တမချက်ဒီနှစ်ဆင်းလောက်ပို့ပြီးတာတယ်အတင်းတင်းဖြစ်တယ်ဗောနော်ဒီလိုအတင်းကိုတော့မှခြေစမ်းပွဲစဉ်မှာအင်္ဂလန်ကနှလုံးတေးဆိုရဲဂျီနဲ့ထွက်ခဲ့ပြီးတော့ဒီနေ့စားပြီးရတဲ့ပွဲမှာတော့အင်္ဂလန်ရဲ့ဂျီကနှစ်ဂိုးသွင်းပြ90ရအောင်မယ်ဆိုတော့ဒါဂျီပြည့်နေပွဲအားအောင်ပြီလို့ကျွန်တော်တတ်မှတ်နိုင်တဲ့ခြေတစ်ခုဖြစ်တယ်ဗောနအဲ့တော့ပြောမှဆိုလို့ရှိရင်ဒီပွဲမှာဘိုကီကိုတိုင်ကတစ်ဖက်ကစာဘီယာအတင်းကိုလည်းစာဘီယာရဲ့ရုံးဟာကိုလည်းဒီပွဲမှာအနည်းငယ်ထပ်တွက်တယ်လို့ကျွန်တော်တတ်မှတ်နိုင်တယ်ဗောန ဲ့တော့ဒီဘက်မှာအင်္ဂလန်ဂျေးအောင်နိုင်နေမယ်လို့တော့မထင်ဘူးဆာဘီယာကိုနိုင်နေ 1C ဒီ11အဲ့လောက်ပဲဖြစ်နေမယ်ကျွန်တော်ထင်တယ်ဗောနော်တစ်ဘက်ကဆာဘီယာတော့ဆာဘီယာအသင်းကတော့ဂျိမ်းတည်ရဲ့ဒီဘက်မှာသူတို့အရှုံးခံမှာမဟုတ်ဘူးဒီဘက်မှာသူတို့ရှုံးခဲ့မယ်ဆိုလို့ရှိရင်သူတို့ရဲ့ကဘာဘလာမျောညင်ချက်ကဒါပြီးဆုံးသွားခဲ့ပြီဖြစ်တယ်ဗောအန့်သွားမှာဖြစ်တယ်အဲ့တော့သူတို့ရဲ့ဘာလာဝင်ခွင့်မျောလင်းချက်ဆက်ရှိနေဖို့အတွက်ဆိုလို့ရှိရင်ဒီဘက်မှာအနည်းဆုံးတော့အင်္ဂလန်ကိုသူတို့အနေနဲ့တည်ရည် ကစားမယ်လို့လည်းထင်တယ်။တရေကစားခဲ့မယ်ဆိုလို့ရှိရင်သူတို့ကအခွင့်အရေးတော်တော်လေးများသွားမှာဖြစ်တယ်ပေါ့နော်။အဲ့တော့ဒီပွဲစဉ်မှာကျွန်တော်တို့ဒီတစ်ဖက်ကဝေးခွင့်အသင့်ဖြစ်တဲ့ဆာဗီယာအသင်းကိုမရွေးချယ်ပေးခြင်းနဲ့ပေါ့